Miss Universe 2025ပွဲကပြီးတာပြီးသွားတယ်ဒါပေမဲ့လက်ရှိအချိန်ထိ controversial topics တွေအကြောင်းအရာတွေကအခုချိန်ထိတောက်လျှောက်တက်လာတယ်ဒီထက်ကအရေးကြီးဆုံးတစ်ကြောင်းကကြတော့ judge အဖြစ်ကနေနှုတ်ထွက်ခဲ့တယ်ပေါ့နော်ဒီ Omar Hafiz ကလက်ရှိအချိန်ထိ speak out တောက်လျှောက်လုပ်နေရယ်ဘာဒီနေ့မှာဆိုလို့ရှိရင်သူကဒီအချက်၅ချက်ထုတ်ပြန်တယ်အဲ့ဒါနံပါတ်၁အချက်ကကြတော့လက်ရှိဝင်းနာအလှမဲ့ Miss Universe 2025ဝင်းနာအလှမဲ့ Mexico အလှမဲ့အနေနဲ့လက်ရှိတိုက်တယ်ကနေ truck ကိုထွက်ရမယ်ဆိုပြီးတော့ထုတ်ပြန်တယ်။ဘာကြောင့်လဲဆိုတော့ Mexico အလှမယ်ရဲ့မိသားစုနဲ့ Miss Universe Organization ရဲ့ဂျာထဲမှာနိုင်ငံရေးဆိုင်ရာရောပြီးရင်ငွေကြေးရေးဆိုင်ရာရောရှုပ်ထွေးမှုတွေရှိနေပါတယ်တဲ့။နံပါတ်2ကကြတော့လက်ရှိ President of the Miss Universe Miss Universe Organization ရဲ့ President ဖြစ်တဲ့ Raul Racha ပေါ့နော်ဟို Mexican Bay အနေနဲ့ position ကနေနှုတ်ထရမယ် Miss Universe organization ကတာလင်မဟုတ်ဘူးဘယ် beauty pageant အလှမဲ့ဆိုင်ရာ activity တွေမှာမဆိုသူ့ကိုထုတ်ပယ်ရမယ်ဆိုပြီးတော့ကိုသူကထုတ်ပြန်တယ်။ဘာကြောင့်လဲဆိုတော့ဒီလူဟာဒီပေါ့နော်ဒီအလှမဲ့ဆိုင်ရာကျင့်ဝတ်တွေရောပြီးရင် international character street ရောပေါ့နော်အများကြီးဖောက်ပြက်ထားတာရှိပါတယ်ဆိုပြီးတော့သူကပြောတယ်။နံပါတ်3ချက်ကကြတော့ ဒီ Miss Universe Organization အနေနဲ့ပို့ပြီးတော့ပွင့်လင်းမြင်သာတဲ့ National ရော International Election System ရွေးချယ်မှု System ကိုပြန်လည်တည်ဆောက်ရမယ်ဆိုပြီးပါတယ်။နံပါတ်၄အချက်ကကြတော့ဒီ Miss Universe 2024 Denmark အလှမယ်ကိုတစ်နှစ် extension တိုးပေးရမယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီပို့ပြီးတော့ပွင့်လင်းမြင်သာတဲ့တန်မာတဲ့ဒီ အာလူကျင်ဝန်းနဲ့ညီတဲ့အဖွဲ့အစည်းတစ်ခုအဖြစ်ပြန်လည်တည်ဆောက်နေတဲ့အချိန်မှာ Miss Universe 2024ကိုတစ်နှစ် extension တိုးပေးရမယ်ဆိုပြီးပါတယ်။နံပါတ်5ချက်ကကြတော့ အခုပေါ့နော်နောက်နှစ်2026ပွဲကိုပွာတိုရီကိုမှာကျင်းပမယ်ဆိုတော့ဒီ Miss Universe လက်ရှိ organization နဲ့ပွာတိုရီကို organization နဲ့ဘယ်လိုမျိုးရှုပ်ထွေးတွေရှိနေမလဲဆိုတဲ့ဟာကိုကစ investigation စစ်ဆေးရမယ်ဆိုပြီးတော့သူထုတ်ပြန်တယ်ဆိုတော့သူကလုံးဝ speak out လုပ်နေတယ်ဘယ်အနေထားထိဒီဟာအတိုင်းအတာတွေတက်သွားမလဲဆိုတာကြတော့စောင့်ကြည့်နေရမယ်ပေါ့နော်